ကိုရီးယားကျွန်းဆွယ်ပေါ်မှာအမေရိကန်ရဲ့ဘုံကျဲလေယာဉ်ကြီးတွေအင်အားပြပြန်တန်းခဲ့တာကိုလိုအပ်သလိုတုံ့ပြန်သွားမယ်လို့မြောက်ကိုရီးယားကပြောကြားခဲ့ပါတယ်။အမေရိကန်ရဲ့တာဝေးပြန်တန်းနိုင်တဲ့ B1B ဘုံကျဲလေယာဉ်ကြီးတွေဟာအခုသတင်းပတ်အစောပိုင်းတုန်းကတောင်ကိုရီးယားတိုက်လေယာဉ်တွေခြံရံပြီးစစ်ရေးလေ့ကျင့်ပြန်တန်းခဲ့တာဖြစ်ပါတယ်။မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနရဲ့အရာရှိတစ်ယောက်ကတော့ဒါဟာကျူးကျော်စေအတွက်ကြိုတင်ပြင်ဆင်မှုလို့ယူဆနိုင်ပြီးမြောက်ကိုရီးယားရဲ့လုံခြုံရေးအဖို့အကြီးအကျယ်ရန်စထိပောင်းမှုလို့သတ်မှတ်ကြောင်းပြောကြားသွားပါတယ်။ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနကတော့ဒီစစ်ရေးလေ့ကျင့်မှုဟာမြောက်ကိုရီးယားရဲ့နျူကလ িয়ার ချင်းချမှုကိုတားဆီးရေးအတွက်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုစွန့်ရည်မြင့်တင်ဖို့အတွက်သာရည်ရွယ်တာလို့ထုတ်ပြန်ပါတယ်။ဒေသရင်းမှာအမေရိကန်ရဲ့အင်အားသုံးရလို့ချင်းချမှုတွေကိုအပိဒါရတံပြစ်ဖို့အထိရည်ရွယ်ပြီးမြောက်ကိုရီးယားဟာလိုအပ်တဲ့အစီအမံတွေနဲ့တုံ့ပြန်သွားမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ B1B လို့ဘုံကျဲလေးရင်တွေဟာခရယံမီကြောင့်စစ်လက်နက်အများအများကိုတင်ဆောင်ပြီးစစ်စင်ရေးတွေလှုပ်ဆောင်နိုင်ပါတယ်။ အမေရိကန်မှာထရမ့်သမ္မတဖြစ်လာပြီးလက်ရှိတောင်ကိုရီးယားမှာလည်းအစိုးရအသစ်တက်လာမယ့်အခြေအနေကြောင့်အမေရိကန်တောင်ကိုရီးယားမြောက်ကိုရီးယားသုံးဖွဲ့ဆိုင်ဆက်ဆံရေးအနာဂတ်ကခက်မှန်းရခက်ခဲနေပါရဲ့ရှင်။